ဒီနေ့နောက်ဘတ်တော်အားဖြင့်ဘုရားသခင်စကားပြောတဲ့အရာကတော့ဂျေဇုတော်ကြောင့်သာအဖေခန်းကြီးနဲ့အငယ်ရှိမှကိုယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုအလိုလျောက်ရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်ကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြားစရာအခွင့်မရှိ မွေးတဲ့ကပြည်သားပြည့်ရှိတဲ့ကျွန်တော်တို့လောကကြီးထဲတက်ရှင်ရတဲ့အခါဒုစရိုက်တွေလောက်တတဲ့ကျွန်တော်တို့အတွက်ဘုရားသခင်ကသူ့ရဲ့တပါးသီးတော်သားတော်ကိုဆေလွတ်ပြီးကယ်တင်ခြင်းကိုပေးခဲ့တာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်သူတိုင်းကယ်တင်ခြင်းရမှာဖြစ်ပြီးမယုံရင်သာရငရဲ့သူကြောက်ရွံ့မှာဖြစ်ပါတယ်။ယုံကြည်ခြင်းနဲ့ဘုရားသခင်ရဲ့ကြီးစွာသောကြောက်တာကယ်တင်ခြင်းရတာဖြစ်ပါတယ်။လူကတစ်ခါတည်းမှာငါကောင်းလာတယ်လုံနိုင်တယ် ပေးနိုင်နေကားနိုင်နေဆိုရင်ပဲကတိချင်းမရပါဘူးလူရဲ့ကောင်းတာလုပ်ခြင်းကဘုရားရှိခိုးမှာညဉ့်ဉန်းတာဖြစ်ပါတယ်ဘုရားသခင်တနာလို့ဂျေဇုတော်ကြောင့်ကတိချင်းရတာဖြစ်လို့တင်ရဲ့လုံလန်ခြင်းကုသိုလ်တွေပေါ်ဝါကြားစရာခွင့်မရှိပါဘူးမနှက်ပံကိုကြုံမမြင်ရတဲ့အသက်တာမှာအသက်ရှင်ရတဲ့အခါမှာလေအရာရာကိုဂျေဇုတော်ကသာတောင်းပန်ယူပေးနေတာဖြစ်ပါတယ်လူသားခွင့်စားတောက်ခွင့်ကျမ်းမာခွင့်အလုံးလုံးနိုင်ရတဲ့ခွင့်အရာအလုံးကထိုဘုရားရဲ့ဂျေဇုတော်ပဲဆိုတာသိမှတ်ဖို့ဖြစ်ပါတယ်ဘယ်အခြေအနေပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တင်းအသက်တာမှာကြုံလာရပြီ ီဆိုရင်အရာရာကကျေးဇူးတော်၆ပါပဲဆိုပြီးတော့ဝန်ခံတက်ရှင်တတ်တော်သူများဖြစ်စေဖို့ဒီနေ့တော့ဘတ်တော်အားဖြင့်ခွန်အားပေးပါတယ်အရောက်ချင်းစီတိုင်းကိုဖျားသိခင်ကောင်းချီးပေးပါစေ